အခုလအစောပိုင်းကပါကစ္စတန်နဲ့ဖြစ်ပွားတဲ့ပဋိပက္ခအတွင်းလေရင်တစင်းထံမင်းဆုံးရှုံးခဲ့တယ်လို့အိန္ဒိယကာကွယ်ဦးစီးချုပ်က Bloomberg သတင်းဌာနနဲ့မေ31ရက်ကအင်တာဗျူးမှာအတည်ပြုပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာမေလအတွင်း၄ရက်ကြာပဋိပက္ခဖြစ်ပွားခဲ့က1996ခုနှစ်နောက်ပိုင်းအဆုံးရဆုံးထိတိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီးမေ7ရက်မှာပြစ်ခတ်ရေးဆွဲသဘောတူညီခဲ့ကြပါတယ်။နှစ်ဖက်စလုံးမှာဒုံးကျည်ဒရုန်းနဲ့လက်နက်ကြီးတွေထိမှန်ပြီးလူ80ကျော်သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်ဘက်က၎င်းရဲ့တရုတ်နိုင်ငံကတင်သွင်းထားတဲ့ဂျက်လီယင်တွေဟာအိန္ဒိယလင်းယင်၆ဆင်းကိုပြစ်ချနိုင်ခဲ့တယ်လို့အခိုင်အမာပြောကြားထားပါတယ်။အိန္ဒိယကာကွယ်ရေးဦးစီးချုပ်အနီးချောင်ဟန်ကပါကစ္စတန်ရဲ့ပြောကြားချက်ဟာအပြည့်အဝမှန်ကန်မှုမရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လင်းယင်ဆုံးရှုံးမှုရှိမရှိမေးမြန်းရမှာချောင်ဟန်ကအိန္ဒိယအနေနဲ့အရေးအတွက်အတိအကျမသိတဲ့လင်းယင်အရေးအတွက်ဆုံးရှုံးခဲ့ပွဲရှိတယ်လို့ပြောကြားခဲ့ပေမဲ့အသေးစိတ်ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။အိန္ဒိယအစိုးရကတော့မှတ်ချက်ပြုပြောကြားထားခြင်းမရှိတာဖြစ်ပါတယ်။ အပြစ်ခတ်ရဲဆဲပြီးနောက်တရက်ကြာမြေ7ရက်မှာအိန္ဒိယရဲ့လီဒတ်ဗိုလ်ချုပ်ကြီး AK ပါတီကလေယာဉ်မှုတွေအားလုံးနေရင်ကိုပြန်ရောက်ကြပြီဖြစ်ကြောင်းနဲ့တိုက်ပွဲအခင်းကျင်းမှာဆုံးရှုံးမှုတွေဟာတိုက်ပွဲရဲ့တစ်စိမ်တစ်ပိုင်းဖြစ်တယ်လို့သတင်းတောက်တွေကပြောပါရတယ်။အကြီးတန်းလုံခြုံရေးသတင်းအရင်းမြစ်တဦးကတော့အိန္ဒိယဂျက်လီယင်3ဆင်းဟာနိုင်ငံတွင်းမှာပြတ်ကျခဲ့ကြောင်းပြောကြားခဲ့ပေမဲ့ပြတ်ကျရတဲ့အကြောင်းရင်းအတိအကျကိုတော့ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါရတယ်။ မေ31ရက်ကအမှတ်ချက်ပြုခဲ့တဲ့ဖြစ်စဉ်မတိုင်မီအထိအိန္ဒိယဟာလေယာဉ်ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။အကောင်းဆုံးအပိုင်းကတော့ကျွန်တော်တို့လုပ်ခဲ့တဲ့နေပြူဟာအမားကိုကောင်းစွာနားလည်ပြီးပြင်ဆင်တဲ့ပြုပြင်နေ။နောက်နေ့ရက်အကြာမှာထပ်ပြီးအကောင့်ထဲပေါ်တယ်။ကျွန်တော်တို့ဂျယ်လီရင်တွေအားလုံးကတာဝေးအကွာဝေးကိုပြတ်မှတ်ထားနိုင်ပါတယ်လို့ချောင်းဟန်ကထပ်မံပြောပါရတယ်။ ဧပြီလ22ရက်ကအိန္ဒိယဗချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသပါယဂန်မြို့မှာရှိတဲ့ခရီးသွားတွေလာရောက်လက်ပတ်လေးရှိတဲ့နေရာမှာအရဲသားတွေကိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းအိန္ဒိယနဲ့ပါကစ္စတန်ကြားဆက်ဆံရေးတင်းမာခဲ့ပြီးနေဆက်မှာပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်